အမျိုးသားတယောက်ကအချိန်3မိနစ်တောင်မကြာဘဲနဲ့ဒီလိုမျိုးခဏအတွင်းမှာရင်ပြီးသွားတယ်ဒါမှမဟုတ်လို့ရှိရင်တချို့ဆိုလို့ရှိရင်အသွားပြီးတော့ထိလိုက်တာနဲ့တင်သူတို့ကအာစောစောစီးပြီးသွားတယ်ဆိုလို့ရှိရင်ဒါဒီ တုပ်လို့မြင်တဲ့ဝေဒနာကိုသူကစတင်ခံစားနေရပြီဒါပေမဲ့ဘယ်လိုလဲဆိုလို့ရှိရင်ကျမတို့ကဒီလိုမျိုးဖြစ်နေတာကအာဒီတခါတလေမှဖြစ်တာလားဒါမှမဟုတ်လို့ရှိရင်အတူနေတိုင်းကိုဒီလိုမျိုးတွေဖြစ်နေတာလားပေါ့နော်ဒါကိုသိထားဖို့လိုအပ်ပါတယ်အတူနေတိုင်းဒီလိုမျိုးဖြစ်နေပြီဆိုလို့ရှိရင်ကျမတို့ကအာနီလန်သုံးမျိုးနဲ့အဲသွားပြီးတော့ကုသလို့ရတယ်ပေါ့နော်အဲ့ဒါကပါလဲဆိုလို့ရှိရင်အရင်ဥဆုံးကျမတို့ကဒီလိုမျိုးပေါ့နော်အတူနေရောမယ့်အခါမှာဆိုလို့ရှိရင် ကျမတို့ရဲ့ပြီးကန်နီးပေါ့စိတ်ကိုကိုယ်စိတ်ကိုကိုထိန်းလိုက်တာမျိုးတွေလုပ်ပေးရမယ်။နောက်ခါကြလို့ရှိရင်နောက်တနည်းရပါလဲဆိုတော့ကျမတို့အာဒီပေါ့နော်ကွန်ဒုံးကိုပေါ့နော်ကွန်ဒုံးကိုကိုကနေပြီးတော့မှအသုံးပြုပြီးတော့မှဓာတ်မျိုးလေးတွေနဲ့နေပေးရတာမျိုးလေးတွေလုပ်ပေးရမယ်ပေါ့နော်။နောက်ခါကြလို့ရှိရင်ကျမတို့လေ့ကျင့်ခန်းလေးတွေလုပ်ပေးရမယ်။အဲ့လေ့ကျင့်ခန်းကဘာလဲဆိုလို့ရှိရင်အဲကျမတို့ဒီအောက်ပိုင်းတွေကိုအကျမ်းမှတန်ဆွမ်းဖို့အတွက်ကြွက်သားလေ့ကျင့်ခန်းလေးတွေဒါမှသာလေကျမတို့ရဲ့ဒီပေါ့နော်အဲသူကနေပြီးတော့မှထွက်သွားမဲ့ဟာကိုကျမတို့က ဒီကြွက်သားလေးနဲ့ညှစ်ပြီးတော့ပြန်ထိန်းလို့ရမယ်အနေအထားမျိုးလေးတွေပေါ့နော်ဒီလိုမျိုးလေးကျင့်ငန်းလေးတွေကိုကျွန်တော်ကရွေးချယ်ပြီးတော့လုပ်ပေးရမှာဖြစ်တယ်ဒီလိုမျိုးကိုကိုကနေပြီးတော့မှသဘာဝနီးလန်းလေးတွေကိုလုပ်ပေးနေရင်းနဲ့မှအစ်မပြေတော့ဘူးဆိုလို့ရှိရင်အဲကျွန်တော်ကစေကူတာမှုကိုခံယူရမယ်အဲ့တော့ဒီလိုမျိုးစေတကူတမှုခံယူတဲ့အခါမှာဆိုလို့ရှိရင်ကိုဖြစ်နေတဲ့အသည်ဘလောက်အတိုင်းတာကြာနေပြီလဲအဲဒါမျိုးကိုကိုကသိထားဖို့လိုအပ်တယ်ပြောပြတဲ့အခါမှာဆိုလို့ရှိရင်လေအဲကိုရဲ့အသက်နဲ့ကိုမှဖြစ်နေတဲ့ဝေဒနာနဲ့အဲပြီးလို့ရှိရင်ပေါ့နော် အာဒီဖြစ်နေတဲ့အချိန်ဘယ်လောက်ကြာပြီလဲဆိုတာကိုအာတိတိချာချာပြောပြပေးမှာတစ်ဖက်ကနေပြီးတော့မှဘယ်လိုနေထိုင်စားတောက်ရမလဲဆိုတာလေးကိုအဲပြန်ပြီးတော့လမ်းညွှန်ပေးနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကိုတော့တစ်ချက်ကျမကတော့ပြောပြခြင်းနဲ့ဘာကြောင့်လဲဆိုလို့ရှိရင်တချို့ကလာပြောတဲ့အခါမှာဆိုလို့ရှိရင်အဘာမှမလုပ်ဘူးဘာမှဝမ်းဖြစ်ပဲနေသူတို့ကဒီလိုမျိုးတွေဖြစ်တယ်ဆိုတာကတော့မဖြစ်နိုင်ဘူးလေနော်အဲ့တော့ကိုကနေပြီးတော့မှကြောက်သားအားနည်းနေရင်အာဒီကြောက်သားလေးတွေတာမှာပို့တော့လေးကျင်ကန်းလေးတွေလောက်ရတာမျိုးလေးတွေအာဟာရဖြစ်တဲ့အစားအစာလေးတွေကိုရွေးချယ် ချက်စားတော့ရတာမျိုးလေးတွေဒါမျိုးလေးတွေလုံလို့ရတယ်နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့သွေးကြီးကုထုံးနဲ့ကုရတာမျိုးလေးတွေပေါ့နော်အဲဒါမျိုးလေးတွေရှိတယ်အဲ့တော့ဒီအဆင့်အထိမရောက်သေးဘူးဆိုလို့ရှိရင်တော့အဲကျွန်မစီမှာဒီအမျိုးသားတွေရဲ့ဟော်မုန်းတွေကိုပြန်ပြီးတော့ထိန်းပေးတယ်ပြည့်စုံတဲ့စားလေးတွေရှိရဲတကယ်လို့ဒါလေးတွေကိုတောက်ပြီးတော့ကိုကနေပြီးတော့ထိန်းထားလို့ရတယ်ဆိုလို့ရှိရင်လည်းအဲဒါလေးတွေကိုအရင်တောက်ပြီးတော့ထိန်းထားလို့ရပါတယ်နောက်ပိတ်ဆုံးအနေအထားဒီလုံးဝမရတော့ဘူးဆိုတဲ့ခါကြတော့မှကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်တက်ကြွန်းနဲ့ဆီယံဝင်နေစီကိုတွားရောက် ြီးတော့မှကုသမှုကိုခံယူပါလို့ကျမကတော့အကြံပေးပြရစီရှင်ကျမကတော့အမျိုးသားတွေရဲ့စက်မှတ်ရင်းနဲ့အဲနေ့စဉ်နဲ့အမြတ်ဘုဒ္ဓတာတွေကိုလာပြီးတော့ဝေမျှပေးနေတဲ့တည်တည်ပဲဖြစ်ပါတယ်ရှင်